ဒီနေ့မှာတော့အဖေနဲ့အမေကိုတတိယတာနဲ့အမြဲတမ်းအိမ်မှာအမေချက်ကျူနေကြဖြစ်တဲ့ကျဟင်ကဒီနေ့ပဇွန်ကျော်လေးရဲ့ပြီးရင်တော့ဟင်းနူးနွယ်နဲ့ပဲကိုမကြီးကြီးလေးထည့်ပြီးတော့အချင်းလေးချက်ပါမယ်ခင်ဗျာမဆလာလေးအုပ်ပြီးတော့ချက်တဲ့အတွက်ကြောင့်မို့လို့အနံ့လေးလည်းပုံမွေးပြီးပိုစားကောင်းပါတယ်ဒီနေ့မှာချက်မဲ့ကျဟင်ကဒီကကျွန်တော်တို့အကြီးကြီးတွေမဟုတ်ပဲနဲ့ကျွန်တော်တို့လက်ညိုတညိုးစာလောက်ကျဟင်ကဒီအသေးလေးတွေကိုမှကျွန်တော်ကတော့ဒီဓာလေးနဲ့နှစ်ချမ်းပဲခွဲပါမယ်ခွဲပြီးဆိုလို့ရှိရင်တော့အထဲမှာရှိနေတဲ့အစီတွေကိုကျွန်တော်ထုတ်ပါမယ်ကျွန်တော်ထပ်ပြီးတော့ပသသေးလေးတွေမလှီးတော့ပါဘူး အစည်းတွေအားလုံးထုတ်ဝေပြီဆိုလို့ရှိရင်တော့ကျွန်တော်ကအခါလေးရော့သွားအောင်လို့စားလေးလိုတလောက်ထည့်ပြီးတော့နနာလေးနေပါမယ်ခင်ဗျာပြီးရင်တော့ဒီအခါတက်တွေအားလုံးကိုကျွန်တော်ကတော့ရေးဆေးလိုက်ပါမယ် ကျင်းကားတိကျော်ဆိုလို့ရှိရင်တော့အများအားဖြင့်ကကျွန်တော်တို့ခက်ခါလေးကြိုက်ကြတယ်ပေါ့နော်ကျွန်တော်ကအခါသိမ့်မကြိုက်တဲ့အတွက်ကြောင့်မို့လို့အခါတက်လေးရော့တော့အောင်ရေလေးဆေးလိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျာဒီလိုမျိုးလေးနူးဣသွားတဲ့အထိကိုရေဆေးပြီးပြီဆိုလို့ရှိရင်တော့ရပါပြီခင်ဗျာစားနေပြီဆေးလိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျင်းကားတိလေးကစစိမ့်စစုံနဲ့ပို့ပြီးတော့လည်းလှပါတယ်ပဇွန်လေးကိုလည်းစက်တာမဟုတ်လေးအနေငယ်ထည့်ပြီးတော့အရသာနှက်ထားလိုက်ပါမယ်ခင်ဗျာတဲအိုးထဲမှာကျွန်တော်တို့စီလေးလိုတလောက်ထည့်မယ်ပြီးလို့ရှိရင်စနင်မုတ်အနေငယ်ထည့်ပြီးရင်ကျွန်တော်တို့စက်သွန်နီလေးကိုစီတက်လိုက်ပါမယ် တက်တော်နီနန်လေးကလည်းနိုးပြီးတော့မွှေးလာပြီဆိုလို့ရှိရင်တော့ခုနကကျွန်တော်တို့ဒီစားရည်စေးထားတယ်ကျွန်တော်တို့ချက်ရင်ကားဒီကိုထည့်လိုက်ပါမယ်ပြီးလို့ရှိရင်တော့အရာသာအတွက်ကိုကျွန်တော်တို့ငံပြားရည်လေးအနေငယ်ကျွန်တော်ထည့်လိုက်ပါမယ်ခင်ဗျာအချို့မဟုတ်ကြက်သားမဟုတ်မိမိတိုင်းနဲ့တက်ရလဲထည့်လို့ရပါတယ်ကျွန်တော်ကပဇွန်ထဲမှာကြက်သားမဟုတ်နေထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့တခါတဲ့ကျွန်တော်မထည့်တော့ဘူးပေါ့နော်ဒီပဇွန်ရဲ့အရာသာနဲ့ပဲကျွန်တော်ကထည့်ပြီးတော့နှက်လိုက်ပါမယ်ရေလေးလိုတလောက်ထည့်ပြီးပြီဆိုလို့ရှိရင်တော့အဖုံးလေးခဏလေးဖုံးထားလိုက်ပါမယ်ခင်ဗျာ ခင်အိုးပြန်စုလာပြီဆိုလို့ရှိရင်တော့ပစုံလေးတွေကလည်းကျွန်တော်တို့မှုေးလာပြီပေါ့နော်။ကြဟင်ကားတွေကလည်းနူစားပြုတ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အရသာရှိတဲ့ကြဟင်ကားတွေနဲ့ပစုံကြော်လေးရပါပြီခင်ဗျာ။ပစုံကြောက်ထက်ကြော်တာထက်ကျွန်တော်တို့ဒီပစုံအစိုးလေးနဲ့ကြော်လိုက်တာအဖြစ်ကျွန်တော်တို့ပို့ပြီးတော့လဲချိုသလိုပို့ပြီးတော့လဲစားကောင်းပါတယ်။ချက်ဟင်္ကာတိကြော်လို့ရှိရင်ကျွန်တော်တို့ဒီထမင်းဖြူလေးနဲ့ပါနော်အဖြူတယ်လေးဒီချက်ဟင်္ကာတိကြော်လေးနဲ့ထည့်ပြီးစားရတာကအရန်ကိုထမင်းမိန်တဲ့ဟင်းတစ်ခွက်ဖြစ်ပါတယ်ခင်ဗျာ။ ကြိုင်ဟင်ဟာဒီလဲကြော်ပြီးပြီဆိုတော့ကျွန်တော်ဒီဟင်းနူးຫນွယ်နဲ့ပဲလေးကိုချက်ပါမယ်ပဲနဲ့ချက်ဖို့အတွက်ကိုရေစိမ်ထားတဲ့ပဲကိုကျွန်တော်တို့ရင်နွေးစုစုထဲမှာ9မိနစ်ခန့်ပြုတ်လိုက်ပါမယ်နူးလာပြီဆိုလို့ရှိရင်တော့အိုးတွေကနေပြန်ချထားလိုက်ပါမယ်ရေလေးစစ်ထားလိုက်မှာပေါ့နော်ဒါဆိုရင်ဟင်းလေးစချက်လိုက်ရအောင်ပါဒေအိုထဲမှာစီလေးလိုတလောက်ထည့်ပါမယ်ပြီးရင်တော့ငရုတ်ကျက်သွန်ထောင်းထားတာလေးကိုစီတက်လိုက်ပါမယ်စိမ်းစံကပိအနေငယ်ကိုလည်းကျွန်တော်တို့ဒီငရုတ်ကျက်သွန်စီတက်ထားတာလေးနဲ့ရောပြီးတော့စီတက်လိုက်ပါမယ်ပြီးလို့ရှိရင်ကျွန်တော်ကတော့ရေလေးအနေငယ်ထည့်လိုက်ပါတယ်အိုမတူအောင်ပေါ့နော် ပြီးရင်တော့ဟင်းနွယ်လေးကျွန်တော်တို့ခြွေထားတာလေးထည့်လိုက်ပါမယ်။ဟင်းနွယ်ခြွေထားတာထည့်ပြီးဆိုရင်ကျွန်တော်တို့ပဲပြုတ်ထားတာလေးထည့်ပါမယ်ခင်ဗျာ။အရသာအတွက်ကိုတော့ကျွန်တော်ကတော့စက်သားမုံနဲ့ငံပြာရည်လေးပဲထည့်ပါရဲမမီကြိုက်နှစ်သက်ရထည့်လို့ရပါတယ်ခင်ဗျာ။ပြီးရင်တော့ရည်လေးလိုတလောက်ထည့်ပြီးဆိုလို့ရှိရင်တော့ဟင်းအိုးကျွန်တော်တို့တည်ထားလို့ရပါပြီ။ပဲပြုတ်တဲ့အခါမှာကျွန်တော်တို့ပဲကိုနူးအောင်ပြုတ်ဖို့လဲလိုအပ်ပါတယ်ဒါမှကျွန်တော်တို့ဒီမာဆက်ဆက်ကြီးဖြစ်မနေဘဲနဲ့နုံနုံညံ့ညံ့လေးနဲ့အင်းနွယ်လေးနဲ့လိုက်ဖက်ပြီးတော့စားကောင်းပါပါ ဟင်းအိုးပြန်စုလာပြီဆိုလို့ရှိရင်တော့ကျွန်တော်မကြီးရည်လေးကိုထည့်ပါမယ်မကြီးရည်ကိုလည်းမိမိလိုတဲ့လေးခန့်မှန်ထည့်ဖို့ကိုအကြံပြုချင်ပါတယ်အရင်များသွားတယ်ဆိုလို့ရှိရင်ဟင်းအိုးကအချင်းလွန်ပြီးတော့ကျွန်တော်တို့စားရတာအဆင်မပြေဖြစ်တတ်ပါတယ်ခင်ဗျာအားလုံးလည်းနူပြီးလို့ပြန်လဲစုလာပြီဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ sweet မဆလာလေးကိုထည့်လိုက်ပါတယ်မဆလာထည့်ခြင်းအပြင်ဒီကျွန်တော်တို့ဒီဟင်းနုနယ်နဲ့ပဲဟင်းလေးကပို့ပြီးတော့အနံ့လဲမွေးတယ်လို့ထမင်းစားရတာပိုမိန်တယ်လို့ကျွန်တော်အနေနဲ့ခန်းစားရပါတယ်အခုဆိုလို့ရှိရင်အရင်ရတာရှိတဲ့ကြိုက်ဟင်္ကာသီးကြော်နဲ့ကျွန်တော်တို့ဟင်းနုနယ်လေးရပါပြီခင်ဗျာ